ကုန်းနဲ့နော်ကြာလားအပြင်မှာလာမကုန်းနဲ့နော်ထိုင်းနိုင်ငံမှာငါဆိုတဲ့ကောင်မှရှိနေပြီကာလပလုံးသိလားညီတို့ဘယ်တော့မှဘာဆိုတာတက်လာခဲ့ငါလူစုများလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံမှာရောက်နေတဲ့ဒီပေးမတယောက်တော့လောင်နေနေပါပြီဒီကကြောင်းရင်းတော့ရင်းမရဲ့စောက်ဝင်ကိုဖြတ်သိမ်းလိုက်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော်လေးကိုလောင်ရနေပါပြီကဲဒီငုံမဘလို့လီဆယ်ပြီးပြောသွားလဲဆိုတာကိုကျမအဖက်ကပါသွားပြီမတန်းနိုင်တော့အဲ ူဘလို့လီးဆယ်ပြီးတော့ပြောနေလဲဆိုတာတွေကိုနားထောင်ပြီးကျွန်မနောက်ပြီးကျရင်အချက်အလက်နဲ့ရှင်းပြပါမယ်နော်။ဟုတ်ပြီ၊ဒီမှာရှင်ကျွန်မတို့တက်ဆက်ပြီးမှာကတော့ထိုင်းနိုင်ငံမှာရှိတဲ့သတင်းလေးတစ်ခုကျွန်မဆက်ဆက်ဆက်ပြီးတော့လည်းဆက်ပေးချင်ပါတယ်။သတင်းတစ်ခုပုံပြပြတက်ဆက်ပေးမယ်ပေါ့နော်။အဲ့ဒါကတော့ပါလဲဆိုတော့ထိုင်းနိုင်ငံနေပြီးတော့ထိုင်းအနာပိုင်းညာတဲ့ဆင်းကညာတဲ့ဆင်းအင်းညာတဲ့ဆင်းအင်းညာတဲ့ကောင်ကြီးပါဘာလဲဆိုတော့ကျွန်မနိုင်ငံကဒီပိတ်ခေါ် သူကအဲ့ဒီအခုဒီမဟာရှန်ရအာစီနန်းတော်ကလည်းပေါ့တကယ်ကိုဒူးစရိုက်မှုတွေနဲ့ပြည့်နေနေတဲ့အာစီနန်းတော်ကြီးပေါ့အဲသူဆွတ်ဆွဲတာဒါပေမဲ့သူ့စကားကတော့သူတာဝန်ယူမှုတာဝန်ခံမှုကတော့သူတို့ကရှိမှာမဟုတ်သူတို့ကဘာဖြစ်လို့လဲဆိုတော့အရှက်မရှိတဲ့ဟာတွေဆိုတော့လေသူတို့ကအရှက်တရားကိုမသိဘူးကိုချင်းမရှိတဲ့လူကအရှက်တရားအကြောက်တရားကိုလုံးဝမသိတဲ့ဟာတွေပေါ့နော်အဲဒီတော့ကျမပြောရှင်းတာကတော့ဒီမှာ အေးအေးစီဒီဟာကိုလည်းတဲ့အကျန်းဖက်လို့ပေါ့နော်သူကတခါတည်းဝင်ပြီးတော့မှဖြက်စည်းတာပေါ့နော်ဒီမှာတော့ကြည့်ထားကျွန်မဖွင့်ပြအခုဆိုရင်ကျွန်မတောင်းဆိုချင်တယ်ကျွန်မတို့မြန်မာပြည်သားတွေအားလုံးကဘာဖြစ်လို့လဲဘာတွေတွေ့ဝင်ပြလဲဘာတွေကိုဂိမ်းနိုင်ပြလဲတင်လိုက်စမ်းပါဒီကိုရဲမင်းနဲ့ဒီဥခိုင်ရဲ့ပုံကိုတင်လိုက်ပါဘာဖြစ်လို့လဲမတို့ကိုကြောက်နေရကြောက်ရမယ်လို့ရှိလို့လားဘာဖြစ်လို့လဲ ိုင်နဲ့ကိုရဲမင်းပုံတင်တံငွေတက်မယ်လို့ပြောထားလို့လားချင်းမြင့်တင့်တဲ့လူကိုချင်းမြင့်မှာပျောက်စားတဲ့လူကိုပျောက်စားပါโอเคအဲ့ဒီနေရာမှာပဲကျွန်မရက်လိုက်မယ်နော်အဲ့ဒါကနောက်ပြီးကျွန်မကျွန်မရက်ခူလာနဲ့ဟိုတခါလဲအပေါ်မှာတင်ပြီးမယ်အဲ့ဒါ AACK ဟာကိုဖြတ်ဖို့အတွက်ကိုဝင်ပြီးတော့ ဒီထိုင်းအာနာပဲနေရစီးနင်းတယ်အဲ့ဒီအချိန်မှာကျမတို့တောင်းပန်ထားတယ်ပေါ့နော်အဲ့ဒီအချိန်မှာတော့ဒီမိုးဥတုကြီးလည်းဖြစ်နေတဲ့အတွက်ဒီ AACK ဟာကိုလောလောဆယ်မဖြတ်ပေးဖို့အတွက်ကိုအားလုံးကဝိုင်းပြီးတော့တောင်းပန်ထားတဲ့အတွက်အဲအဲ့ဒီဂေဟာသူကစောင့်တိုင်းပေးထားတယ်ဒါပေမဲ့ဒီ2020နဲ့5ထဲမှာမဖြစ်မနေဖြတ်ရတော့မယ်ဆိုတာသူတို့စီကစာထုတ်ပြလိုက်ပြီပေါ့နော်အဲအဲ့ဒီဂျာထဲမှာတော့ဒီအာနာသိမ့်မှုဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒီဥခိုင်ရင်းနဲ့ ကိုရဲမင်းနဲ့ကဒီ AAC ဂေဟာမှာအဲ now တကယ်အထောက်အထားမရှိတဲ့ဒုက္ခရောက်တဲ့မြန်မာပြည်သားတွေရှိတော့လူခွဲလိုက်တယ်ဥက္ခိုင်ကြီးကတော့ဒီမြန်မာပြည်သားတွေကိုထိုင်းနိုင်ငံမှာကြီးစုဆောင်ရှောက်တယ်ဒီဂေဟာမှာကိုရဲမင်းကတော့အောက်ကိုဆင်းသွားလိုက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့တို့တို့နှစ်ယောက်ကလောက်ပေးလိုက်တယ်အဲ့ဒါကိုအခုဒီ AAC ဂေဟာအခုဖျက်ချိန်တန်ပြီဆိုတော့ဖျက်ပေးရတာအဲအခုဒီ RC နန်းတော်ဆိုတာကလည်း အဲထိုင်းနိုင်ငံမှာဒီအာဆီနန်တော်အာဆီနန်တော်ဆိုတာကကြားလာနေပြီကြားနေပြီဒါပေမဲ့အခုနောက်ပိုင်းခါကျတော့ကျမတို့ဒီမြန်မာနိုင်ငံသားတွေကို2015နဲ့5ရဲကကျမတို့တွေဒီအဲထိုင်းနိုင်ငံမှာတခြားနိုင်ငံတွေလိုပေါ့အလုတ်လာလုတ်မယ်ဆိုရင်အလုတ်ပဲလုတ်ရမယ်ကျမတို့ဈေးဆိုင်တဆိုင်မှာဈေးရောင်းရင်ကျမတို့ငွေသိမ့်ပိုင်ခွင့်မရှိဘူးတထေးကျမတို့ကိုယ်တိုင်တထေးကျမတို့ကိုယ်တိုင်ဆိုင်ခွင့်ပိုင်ခွင့် မရှိဘူးရွှေ့ပြောင်းအလုပ်သမားဒီကျမတို့မြန်မာနိုင်ငံထဲကလာခဲ့တဲ့ passport ဒီကုမ္ပဏီကိစ္စနဲ့လာခဲ့တဲ့ passport ဆိုရင်ကုမ္ပဏီကိုတော့အဲကျမတို့ကရွှေ့ပြောင်းအလုပ်သမား passport နဲ့လာရင်ကျမတို့ကရွှေ့ပြောင်းမြန်မာအလုပ်သမားပဲအဲသူတို့ကအဲ့လိုမျိုးအနေနဲ့2015ကနေပြီးတော့သူတို့စီမံချက်ချပြီးတော့ခါကြတော့မှ2013အခု2025ပေါ့နော်သူကပြင်းပြင်းထန်ထန်ကြက်ကြက်မတ်မတ်လေးနဲ့သူကဖမ်းနေပေါ့နော် အဲ့ဒါကိုသူတို့ပြောနေတာကတော့အမေသားသမီးတွေကပေါ့ထိုင်းနိုင်ငံမှာဒူးစရိုက်မှုတွေကျူးလွန်လို့ပဲအမှန်ပဲလေကွာဝင်ပြီးတော့ဖမ်းတာလို့ဒီကောင်မကเนาะအပိုးတွေလီဆယ်ပြီးတော့အများအတန်းဒီလိုပြောပြီး line ပေါ်မှာတက်ပြီးတော့ line နဲ့ follower ရှာတဲ့ငုံမเนาะအဲ့တော့အဲ့ဒီငုံမသိအောင်လို့ကျမကပြောချင်တာနေလို့ဖတ်မှာဘာအချက်လက်တွေပိုင်ပိုင်နိုင်နိုင်ရှိသေးလဲဟမ်လာခဲ့ 2018ကဗီဒီယိုဖိုင်အောင်ဒီနေ့အချိန်ထိရှိသေးတယ်2019ဝန်နန်းဆောင်မှာကလေးတွေသွားပြီးတော့ကလို့ဆိုပြီးတော့ခါကြတော့မှပြဿနာတက်တဲ့ post လဲငါစီမှာဒီနေ့အချိန်ထိရှိသေးတယ်ကြားလားနော်အဲ့တော့ဒီကောင်မကိုပြောချင်တာလေးတိလားပြင်ရမယ်ဆိုလို့ရှိရင်ကိုပါကိုအေးအေးဆေးဆေးနေလို့တက်ထင်းမှာသွားရသွားကုန်တည်တာအပြင်မှာလာမကုန်းနဲ့နော်ကြားလားအပြင်မှာလာမကုန်းနဲ့နော်ထိုင်းနိုင်ငံမှာငါဆိုတဲ့ကောင်မှရှိနေပြီကာလပလုံးတည်တာ ီတို့ဘယ်တော့ကဘာဆိုတာတက်လာခဲ့ငါဘလိုကံစားဆိုတော့ကြီးကျင်တာပေါ့ဘလိုကောင်ကြီးရောအကုန်ပြောပြမယ်နော်အဲ့တော့ကောင်မနော်ရန်တုံမှန်းမှုတ်ချင်နေဆိုရင်နေတက်ကုန်းမှတက်သေးဖို့သွားငုံမှဒီနေ့ပိမကတော့သူတို့လေးလောင်နေတယ်ဗျာနော်အမှန်တော့ဒီအာဆီနန်တို့ကဒီချန်ပီယံမှုတွေသူချက်မှုတွေနဲ့ပတ်သက်တာသုံးများအဲဒီကနီးပိနေပေါ့ဗျာနော်ဝင်ဖမ်းတဲ့ချိန်မှာလက်နက်တွေပြီးတယ်ငွေစေဝါတွေပြီးတယ်ဗျာနော်နောက်တစ်ခုကဒီရေမင်းတို့ကရေမင်းတို့ကဒါထောက်ပို့လုပ်နေတဲ့ကိရာပဲလေရေမင်းက ီဒီယိုတွေဝင်တယ်မြန်မာနိုင်ငံမှာနေတယ်နေဆက်မှာနေတယ်ဒီဥက္ကဋ္ဌကဒီကိရာမှာအထုအထုပဲအရာဒီအကုန်ခါလေးအလုပ်မှာကြီးတောင်းနေရမ်းနေအရာဒီမှာပြန်ပြီးတော့မီဒီယာတွေဒီပို့ဒါပဲလေအဲ့ဒါကြောင့်ဒီကောင်လေးကိုဖျက်သိမ်းတာဒါပဲရှင်းရှင်းလေးရှင်းရှင်းလေးနဲ့ဒီညီပိမလေးကရှုပ်နေတာနော်သူကလက်မခံနိုင်ဘူးမကြခင်သူတို့ဒီလိုညီပိမလေးလည်းပျောက်လုံးမှာဒါရတဲ့ပိနေဆုံးတော့ငါစီတော်ပြေးနေတာပြောရတယ်ကနော်ထွက်ပြေးနေတာပြောရ AC ရေမင်းတို့ရုပ်ကိုဝင်ပြီးတော့နော်ဖျက်သိမ်းတဲ့အချိန်မှာခွေးစီနဲ့ထွက်ပြေးနေတာပြောရတယ်ကျွန်တော်တို့ကစတော်ဆိုးရတဲ့တဲ့နေဆက်ပြီးနားထောင်ကြည့်အောင် 那时候对我三百多米就买了，刚刚那个百亩基地吧，然后连续就是百亩又把大块的边山的嘞，但不罗讲嘞，你人家不边，丽江嘞，丽江宝剑木嘞找小龙的嘞，丽江宝剑木嘞找小龙的，比如就是咱们来装到搬家嘞，找像就是改造边然后就是现在是最多还是西宁峡谷，就是你冷的今节边大的，装了宝剑木找小龙的嘞，找小的嘞，但不罗话你百亩四十年不动产，不罗个，退休边山的，退休边山说呢，是多家了，年年的来西的。 ဘာမှမပြောအခြေအနေနဲ့ပတ်သက်ရင်ဘာမှဆိုးရိမ်စရာမရှိသေးပါဘူးအဲ့တော့ကျွန်တော်တို့ကရှင်းပါတယ်ကျွန်တော်တို့ကဆိုးရိမ်စရာကောင်းရင်ဆိုးရိမ်စရာကောင်းတယ်လို့ပြောတယ်ကျွန်တော်တို့ဖြစ်ခဲ့တဲ့ဒီလာရှိုးမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေအမ်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကျွန်တော်တို့ပြောပါတယ်အခြေအနေမကောင်းတော့ဘူးအနီအောင်ဆင်းရောက်ပြီးစသဖြင့်ကျွန်တော်ပြောခဲ့ပါတယ်လက်ရှိဒီဘာမှမပြောအခြေအနေကတော့ဆိုးရိမ်စရာမရှိပါဘူးအားလုံးကောင်းပါတယ်တက်မတော့ကကျွန်တော်နေကြမပြတ်ဘာမှမပြောနဲ့ပတ်သက်တောက်လျှောက်ဘုံကျဲမှုတွေတောက်လျှောက်လုံနေတယ်တောက်လျှောက်ကိုလုတ်ပေးနေတယ်ဘာမှမပြောအခြေအနေကတော့ကောင်းတယ် ဗမော်မျိုးအခြေအနေကကျွန်တော်တို့ဒါကောင်းပါတယ်လက်ရှိဒါအဲ့မှာကျွန်တော်တို့ဒီဒီ KI ရဲ့ post တွေတွေ့ရပါတယ်သူတို့တရတရမြုပ်နေရတဲ့အလောင်းတွေမနေဘူးပေးလိုက်ရတာမနေဘူးပဲခင်ဗျလိုင်ဇာတို့မိုင်းဇာတို့မှာခင်ဗျဒီနိုင်မပြတ်ဘူးနိုင်မပြတ်ဘူးသူတို့ကဒီသူတို့ရဲ့အဖွဲ့တွေပေးပြီဆိုရင်သူကဘာလုပ်ရလဲဆိုတော့ခရီးရဆိုတော့ဒီတင်းဥစရာညာသူတို့ဒီနိုင်လောက်ရတယ်ပေါ့တင်းဥစရာညာနားမယ်လို့မထင်ဘူးနားမယ်လို့မထင်ဘူးခင်ဗျမြုပ်နေရတာခင်ဗျဘဘူးနဲ့တော့တူးမြုပ်နေအလောင်းတွေကိုအလောင်းတွေဘဘူးနဲ့တော့တူးမြုပ်နေရတယ် ဲ့မှာတို့တို့ဒီ TNL ရဲ့အလောင်းလေးကိုကျွန်တော်ရားတဲ့ခါမှာတို့တို့ရဲ့ဒီစစ်အုပ်ထုပ်ပေါ့ဒါစစ်အုပ်ထုပ်မှာပါလဲဆိုတော့ဒီတို့ရဲ့ဒီခရစ်ရဲ့လော်ဝက်ကတ်တိုင်းလော်ဝက်ကတ်တိုင်းလိုဂိုနဲ့အားလုံးတက်ပေးတာအားလုံးတက်ပေးတာဘုတို့တို့ရဲ့ပြောတို့ရဲ့အယူဆဆိုရင်အာတို့ရဲ့ဒီဘာရဲ့အယူဆညာရဲ့အယူဆပေါ့ဗျအဲ့ဒီတော့လည်းတို့တိုင်နေခဏကြည့်လိုက်ဒီဒီကျွန်တော်တို့ဗမာတိုက်ပွဲမှာစစ်သွေးကြွရင်တေဆုံးသွားတဲ့ခင်ဗျာတို့ရဲ့ဒီစစ်အလောင်းမှာပါတယ်တို့ရဲ့အုတ်ခေါင်းမှာဆောင်းထားတဲ့အုတ်ထုပ်ကိုကြည့်လိုက်စစ်ခမောက်ကိုကြည့်လိုက်အဲ့မှာကျွန်တော်လော်ဝက်ကတ်တိုင်း လောက်ဝတဲ့အပြာနဲ့အပြာကိုလည်းကတ်ထားတာအဲ့လိုအုတ်ထုတ်တွေပဲအုတ်ထုတ်တွေပဲအဲ့တော့တို့ကဒီဘာသာရေးရဗျာဘာသာရေးလူမျိုးရမိုင်းတိုက်ပြီးတိုက်ခိုင်းတာပြီးရင်ကျွန်တော်မွေးစီဝါတယ်မွေးစီဝါကြီးကြိုပြီးတိုက်ခိုင်းတာလက်ရှိတော့ကဗျာတိုက်ဝဲကဗမော်မျိုးတိုက်ဝဲကတော်တော်လေးပြင်းထန်နေတယ်တပ်မတော်ကထိရောက်ပြင်းထန်နေကျွန်တော်စစ်စင်ကိုတောက်လျှောက်တောက်လျှောက်ဆောင်ရပေးနေတယ်ဆောင်ရပေးနေအဲ့တော့ဒီမိုင်းဂျာရန်တို့လိုင်းစာတို့အပါဝင်အဲ့ဒီကျွန်တော်တို့ဒီဗမော်မျိုးအနီးမှာရှိတဲ့ရွာတွေဘက်မှာရွာတွေဘက်မှာတော့မြုပ်နေရတာမြုပ်သွားတာကျွန်တော်ဗပိုးနဲ့တော့တူပြီးမြုပ်နေရတာ ဘဖိုးနဲ့လူနဲ့သူမနိုင်တော့ဘူးလေတဲတဲကကမြန်ပေးရအောင်နဲ့မနေဘူးတဲရအောင်နဲ့မနေတော့သူကလည်းပေါက်တူးတော့မပေါက်နိုင်တော့ဘူးမပေါက်နိုင်တော့ဘဖိုးနဲ့ကိုတူးပြီးတော့မြုပ်လာမနေဘူးပဲအဲ့တော့နေနေစဉ်နေစဉ်သူတို့နေစဉ်သူတို့ဒီဒီအတုပချရရတဲ့မပြတ်ဘူးမပြတ်ဘူးတော့တော်တော်လေးပြင်နေတယ်ဘမုံမျိုးအချိန်နဲ့ပတ်သက်ကျွန်တော်စိုးရမရှိဘူးနောက်တဲ့အချိန်တွေတစ်ခုကကျွန်တော်တို့ဒီဖားကတ်ဖားကန်နဲ့ဆက်သွားတဲ့လမ်းပိုင်းဒီမှာကျွန်တော်တိုက်ခွေးတွေပြင်းပြင်းထန်နေတယ်။တနည်းအားဖြင့်ကျွန်တော်မြင်းကြီးနားဖားကန်လမ်းပိုင်းပြီးရင်ကျွန်တော်အင်းတော်ဖားကန်လမ်းပိုင်း အဲ့မှာကျွန်တော်တိုက်ဝိုင်းပြင်းထန်နေတယ်ပြင်းထန်တဲ့အကြောင်းရတက်မတော်ကဒီလမ်းမိုင်းမှာကျွန်တော်တို့လက်လွတ်ထားရတယ်လက်လွတ်ထားရတော့နေမြေစိုးမိုးရေးအတွက်နေမြေစိုးမိုးအတွက်ကျွန်တော်တို့စစ်စီရေးတွေဆောင်နေတာနှစ်ဖက်ကတော့ကျွန်တော်တို့ဒီတစ်ဖက်တိုက်ဝိုင်းပြင်းထန်နေတယ်အဲ့လိုကျွန်တော်တက်မတော်ကဒီစေးလှုပ်ချလိုက်တော့ဒီ KI ရဲ့ KI ရဲ့အာယုံဆိုင်မှုကနေရာပြတ်သွားတယ် KI ကပထမသူကဒီစစ်ကိုသူကဒီဗမော်တစ်ခုပဲအာယုံဆိုင်ကြတာသူတို့ရဲ့ဒီသူတို့ရဲ့စီရေးအကောင့်ထဲပုံမှာသူကတနေရာတော့ပြုံတိုက်တာအခြားနေရာမှာသူတို့စစ်ကိုအပြစ်ခတ်ရိုက်လိုက်တယ် ငိန်နေပေါ်ကဘာမလို့ဘာမလို့ပဲသူကသူကတနည်းအောင်တားခတ်ထားတယ်ဆိုအဲ့တားခတ်တနည်းအောင်သူတို့ဝိုင်းပြီးပြစ်တာဝိုင်းပြီးတိုက်တာအဲ့တော့သူတို့ကရတာပေါ့ဗျာဝိုင်းပြီးတိုက်တာအဲ့တော့လက်ရှိဒီတက်မလို့ကဒီဗမော်တိုက်ခိုက်ခံနေရတဲ့အချိန်မှာတက်မလို့ကတစ်ဖက်မှာဆိုလည်းပဲဒီကျွန်တော် KI ရဲ့ဘန္ဒာကြီးတို့အရေးကြီးတဲ့ဖားကတ်ဖားကတ်ကိုပြန်ပြီးတော့စုံမို့နိုင်မှုတွေတက်မလို့ကကျွန်တော်တို့ဖားကတ်အင်းတော်လမ်းမိုက်မှာ ရှိတဲ့အချပ်ဖတ်တွေတော့ရှောက်နေမြေရှင်းနေမှုတွေတော့ရှောက်လုံးတယ်တနည်းပြနေမြေနေမြေစိုးမိုးကြီးဒါဘက်မှာကျွန်တော်မြေကြီးနာဖားကန်လမ်းပိုင်းအဲ့လမ်းပိုင်းမှာလည်းတက်မလို့ကတော့တော့ရှောက်ကျွန်တော်တို့ဒီအပိုင်းမှာကျွန်တော်စစ်စင်ဆောင်နေတယ်ပြီးလက်ရှိလည်းကျွန်တော်ဖားကန်မှာတက်မလို့ကအင်အားဖြစ်ရတော့ရှောက်ဆောင်နေတယ်အဲ့တော့ဒီလိုမျိုးဆောင်ရမှတာလည်းဒီ KI ရဲ့အိုင်ဟုန်ဆိုင်မှုကဝေဝါးသွားမယ်စစ်မြေတာများများဖွင့်လေလေ KI ရဲ့အထင်နာတာနားလေလေပဲနားလေလေပဲလက်ရှိကျွန်တော်ဗမော်ရဲ့အခြေအနေပတ်သက်ရင်တက်မလို့တော့ဘာမှဆိုရင်းစာမရှိဘူးနောက်တဲ့အခြေအနေတစ်ခုကကျွန်တော်ရှန်ကရားနေဆက်မိုးပြဲမိုးပြဲမှာတိုက်ပွဲတွေတော်တော်ကြီးပြင်းထန်နေတယ် မိုးပြဲမှာတိုက်ပွဲတွေကအပြဲတာဖြစ်နေတယ်တမ်ဘရော့ကတော့မိုးပြဲမျိုးရဲ့နေရာအများစုကိုရသွားပြီများမကြမီကာလမှာတမ်ဘရော့ကကျွန်တော်မိုးပြဲမျိုးကိုအလုံးစုံထိန်းချုပ်နိုင်တဲ့အဆင့်ကိုရောက်သွားလိမ့်မယ်မိုးပြဲမျိုးကကရားပြည်နယ်ရဲ့အဆုံးဖြတ်တိုက်ပွဲပဲမိုးပြဲမျိုးမကြအဲ့တွက်ဒီစစ်သွေးကြွားတွေကအင်အားအလုံးကြီးနဲ့သူတို့ခုခံနေတိုက်တယ်မိုးပြဲမျိုးရဲ့ဒီနေရာကတစ်ဖက်မှာကျွန်တော်နေပြီးတော့ပင်လောင်မိုးပြဲလမ်းပိုင်းပြီးကျွန်တော်တို့ဒါကျွန်တော်တို့ရှမ်းတောင်နဲ့ရှမ်းတောင်နဲ့ချိန်ပြီးတော့ကရားကရားဘက်ကိုဝင်တဲ့လမ်းပိုင်း နောက်ဆုံးအခြေအနေကကျွန်တော်တို့ကရားပြည်နယ်အုပ်ချုပ်ရေးအတွက်အရေးကြီးတယ်။ကရားမြို့နယ်ရဲ့ကျွန်တော်အုပ်ချုပ်ရေးရန်တွေကပညာရေးရန်တွေကကျမ်းမာရေးရန်တွေနဲ့အရေးကြီးတဲ့မိုးပြေမိုးပြေမြို့ကိုရောက်သွားပြီဆိုရင်တပ်မတော်ကကရားပြည်နယ်ရဲ့သုံးဖို့တဘုံကိုထိချုပ်ပြီးသွားပြီ။တိုက်ကိုအရေးကြီးတာ။ဒါကြောင့်ကျွန်တော်မိုးပြေမြို့ရရှိတဲ့နှစ်ဖက်စလုံးနဲ့အရေးကြီးရယ်။လက်ရှိကတော့တပ်မတော်ကဒီမိုးပြေမြို့ရဲ့နေရာအများစုကိုရရှိလာပြီဖြစ်ပါတယ်။ပြည်ပမိတာကိုနည်းနည်းရက်ကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ။